သုံးလပိုင်း6ရက်နေ့ကထိုင်းနိုင်ငံရာချဘူလီမြို့မှာအလုပ်လုပ်ကိုင်နေထိုင်တဲ့အသက်28နှစ်အရွယ်မေဆိုတဲ့မြန်မာမိန်းကလေးလေဘင်းလီအသက်ခံရတဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတဲ့ရင်ကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့သုံးလပိုင်း6ရက်နေ့ညနေလောက်မှာ ထိုင်းနိုင်ငံရာချဘူလီဘန်ပောက်မြို့မှာရှိတဲ့အငှားတိုက်တန်ရာတစ်ခုမှာအသက်28နှစ်အရွယ်မေဆိုတဲ့မြို့မမိန်ကလေးတူလေပင်လှီတက်ခန့်ရာကြောင့်ထိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလာတာကြောင့်ထိုင်းရဲတပ်ဖွဲ့မှအခင်းဖြစ်ခဲ့တဲ့အငှားတိုက်ခန့်ကိုတွားရောက်စစ်ဆီးခဲ့ပါတယ်။အခန်းထဲမှာတော့အသက်28နှစ်အရွယ်မေဆိုတဲ့မြို့မမိန်ကလေးဟာထိုင်းငုံပေါ်မှာလေပင်ပြက်ပြီးတေဆုံနေခဲ့တာဖြစ်ပြီးကျူးလွန်ခဲ့တဲ့တရခန့်ကတော့တေဆုံသူမိန်ကလေးရဲ့အနာမှာပဲထိုင်နေပြီးထိုင်းရဲတွေရောက်လာတဲ့အချိန်မှာအဖမ်းခံခဲ့ပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းတပ်တင်းမှပြောတာကတော့တေဆုံသွားတဲ့မိန်ကလေးဟာအ သက်28နှစ်အရွယ်မေဆိုသူဖြစ်ပြီးကျူးလွန်ခဲ့တဲ့တရခန်ကတော့သူမရဲ့ယောက်ျားဖြစ်သူအသက်30အရွယ်ဆိုင်းဆိုသူဖြစ်ပါတယ်။နောက်ပြီးယောက်ျားဖြစ်သူဟာအရင်နှောင်းကအိမ်အောင်ရှိဖူးပြီးအိမ်နောက်ပိုင်းမှာမေဆိုတဲ့မိန်ကလေးနဲ့တွေ့ခဲ့တယ်။ဒီလိုနဲ့မေဆိုတဲ့မိန်ကလေးဘက်ကလည်းတရခန်ဖြစ်သူဟာသူမရဲ့အချစ်ဦးဖြစ်တာကြောင့်သူအရင်ကမိန်းမရှိခဲ့ဘူးလားကိုနားလဲပေးပြီးနှစ်ဦးသားအတူနေခဲ့ကြတယ်။ သူတို့နှစ်ဦးအတူနေတာကတော့6လလောက်ပဲရှိသေးပြီယောက်ျားဖြစ်သူတရခန်ကမိကိုအရန်တဝင့်တိုးတယ်အလုတ်ထဲကယောက်ျားလေးအတိမိတ်ဆွေတွေနဲ့လည်းစကားပြောလို့မရဘူးတစ်ဖက်ကကြီးပြားလာလို့မိကားပြန့်ကြီးပြားရင်လည်းမရဘူးတဝင့်တိုးပြီးပြဿနာရှာတယ်ကိုထီလက်ရောက်ဂျူလွန်နာမျိုးတွေလည်းရှိတယ်နောက်ပြီးတေးဆုံးသွားတဲ့မိဆိုတဲ့မိန်ကလေးနဲ့ယောက်ျားဖြစ်သူဆိုင်ဆိုသူဟာ ဆက်ယုံတစ်ခုထဲမှာအလုတ်အတုလောက်ကြပြီးမိကားဖနဲ့တစ်ခုယောက်ျားဖြစ်သူကဖနဲ့တစ်ခုဒီလိုနဲ့အခင်းဖြစ်ခဲ့တဲ့6ရက်နေကသူမနဲ့ဖနဲ့တစ်ခုထဲအလုတ်လောက်ရတယ်ယောက်ျားလေးမိတ်ဆွေတယောက်မှနှုတ်ဆက်ခဲ့လို့မိဘကပြန်ညီပြခဲ့တာကိုယောက်ျားဖြစ်သူဆိုင်းဆိုသူကတွေ့သွားခဲ့ပြီးသမင်းစားနာချင်းအခံကို ပြန်လာတော့မနက်ကနေဟိုကောင်ကိုဘာလို့ကြည့်ပြတာလဲဆိုပြီးမိမဖြစ်သူကိုပြဿနာရှာခဲ့တယ်။ပြီးသွားတော့သူ့အိမ်ကြီးကိုချုပ်ပြီးအဲ့ဒီအိမ်ကြီးနဲ့မိကိုလပင်းညှစ်တာမျိုးတွေလုပ်တယ်။ဒီလိုနဲ့နေလေတနာကြီးကိုရောက်တော့တရက်ခန့်ဖြစ်သူဟာအလုံးမစင်တော့ပဲ မေတယောက်ထဲကပဲအလုတ်သွားခဲ့တယ်။အိုင်းနောက်ပိုင်းမှာတရခန့်ဖြစ်သူဟာအရက်သွားတောက်ခဲ့ပြီးမိကလည်းရောက်ကြဖြစ်သူအရက်သွားတောက်တာကိုတီးတော့အခန်းပြန့်ရင်အရက်မူနေတဲ့ဆိုင်းဆိုသူသူမကိုရိုင်းမယ်ဆိုပြီးမိန်းကလေးတငယ်ချင်းတယောက်ရဲ့အခန်းမှာသွားနေနေခဲ့တယ်။အဲ့လိုနဲ့တရခန့်ဖြစ်သူဟာမိန်းမဖြစ်သူအခန်းကိုပြန်မလာတော့မိန်းမဖြစ်သူကိုဖုံးဆက်သွားခဲ့ပြီး ငါနေနဲ့ပြဿနာရှင်ချင်းနဲ့ပြန်လာခဲ့ဆိုပြီးပြောတော့မိဘကလည်းငါပြန်မလာဘူးနင်ပြဿနာရှင်ချင်းရင်မနှန်းနာအခန်းမှာလာရှင်ဆိုပြီးပြောတော့တရခန့်ဖြစ်သူဟာမေရဲတငယ်ချင်းမနှန်းနာအခန်းကိုလာခဲ့ပြီးအလौယုံနယ်မှာမိမဖြစ်သူကလောဘောကင်ပတ်ယောက်ျားလေးမိတ်ဆွေကိုကြီးပြားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဖြေရှင်းရကနေတရခန့်ဖြစ်သူဟာမေကိုနင်ငါနဲ့ပြန်လိုက်မလားမလိုက်ဘူးလားမေရကနေမိဘကလည်းငါနေနဲ့ပြတ်မလိုက်ဘူးနင်းကောငါမုံနဲ့ဆိုပြီးပြောတဲ့အချိန်မှာတော့ တရခန့်ဖြစ်သူဟာမိကိုတွန်းလှဲ့ပြီးလက်ဘင်းကိုဓာတ်နဲ့ထိုးခဲ့ပါတယ်။အဲအချိန်မှာတော့အခန်းထဲမှာရှိနေတဲ့မိရဲ့တငယ်ချင်းမနန္ဒာဟာကြောက်လန့်ပြီးအခန်းထဲကနေထွက်ပြေးသွားတာကိုလည်းတွေ့ခဲ့ရပါတယ်။ပြီးသွားတဲ့အခါမှာတော့တရခန့်ဖြစ်သူဟာငါနင်းကိုအရင်ချစ်တဲ့ငါနင်းကိုအရင်ချစ်တဲ့ဆိုပြီးပြောကာ တိတ်ဆုံးသွားတဲ့မေဆိုတဲ့မိန်ကလေးရဲ့အလောင်းပေးမှထိုင်ပြီးအောင်ငိုနေခဲ့ပါတယ်။နောက်ပြီးမျက်မြင့်တက်သေးဖြစ်တဲ့တိတ်ဆုံးသွားတဲ့မိရဲ့တငယ်ချင်းမနန်းနာဆိုသူပြောပြတာကသူတို့လိမယာရန်ဖြစ်တာခဏခဏပဲတရခန်ကသူ့မိမကိုအရန်သွင်းတိုးတယ်။ဒီတစ်ခါသူတို့လိမယာပြဿနာဖြစ်ရတာကတော့တိတ်ဆုံးသွားတဲ့မိကအလုတ်ထဲကယောက်ျားလေးတငယ်ချင်းကိုရီးပြခဲ့တာကြောင့်သူယောက်ျားကတဝင်းတူပြီးလင်မယားချင်းစကားများရန်ဖြေကြရကနေတရခန်ဖြစ်သူကသူ့မိမရဲ့လေပင်ကိုဓာတ်နဲ့ထိုးခဲ့တာဖြစ်တဲ့ အမှန်ဆိုမေကအလုတ်ထဲကတငယ်ချင်းကိုရိုးရိုးသားသားပဲရည်ပြခဲ့တာအဲ့ဒါကိုယောက်ျားဖြစ်သူကတဝင်းတူပြီးလှုပ်ခဲတာဖြစ်တယ်လို့မျက်မြင်သက်သေဖြစ်တဲ့မန္နနာဆိုတဲ့အမျိုးသမီးမှပြောပြပါဗါးလက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခန့်ဖြစ်သူအသက်30အရွယ်ဆိုင်းဆိုသူကိုလူတက်မှုနဲ့ဖမ်းဆီးသွားခဲ့ပြီဖြစ်တယ်လို့ထိုင်းတဲ့တင်မှပြောပါဗါး